ပရာဟိတာနဲ့အကျိုးပြုလုပ်ငန်းတွေကိုတကယ်လုပ်နေတဲ့မခိုင်နှင်းဖို့လိုလူမျိုးတော်ဝေဖန်ခံနေဆိုတော့ကျင်တဲ့လူကတော့ပြောမနေနဲ့မခိုင်နှင်းဖို့ဆိုလို့ဆိုတိန်းတထောင်မှကြည့်ပါမသိတိန်းတထောင်မှကြည့်ပြီးတော့အခုတိန်းတထောင်လောက်မှကြည့်ရငွေတွေကိုလွှဲပေးလိုက်ပြီနော်ဒီမိမကငွေအဲ့ငွေတွေဘယ်ကနေဘယ်လိုရနေလဲမသိဘူးနော်အဲအဲ့အဲ့အဲ့လေးသိလားအဲ့ဒါတို့လေအလူခံကအဲ့လောက်ရမလားနော်အလှခံတာအဲ့လောက်ရမလားတန်တရားဝင်စီရနော်ရေဘေးတော့ကလည်းနော်တင်းတင်းကိုတောင်းနေချီပြီးသူ့ဟုတ်တယ်နော်ပြီးတော့သူ့တို့သူ့ကလေးတွေရဲ့အာမခံကြီးအတွက်ကိုလည်းတင်းတောင်းချီပြီးတော့မှနော်အာမခံကြီး အဲနေပေါ့သူတို့အတက်ဟိုနေပေါ့ insurance နေပေါ့နော်ဝယ်နေပေါ့နော်အဲအဲ့လိုမျိုးတွေလုပ်တယ်နောက်ပြတော့အခုလည်းကြည့်ဒီငရင်ဘေးကိုသူကတင်းတက်ထာမှတည်ပြီးတော့မှတင်းတက်တောင်းသူလည်းအဲ့လိုက်တယ်ပေါ့နော်အဲ့တော့ဒီမှာ certificate တစ်ခုကိုမင်းရေပြောပြသူတို့စာမတက်တာလားတင်းတက်တောင်းအမေသူညှူထားတာကနော်တင်းကိုယ်စေရထောင်းတောင်းတိမ့်တိမ့်တောင်းတိမ့်တောင်းနဲ့ tí ôn đi mọt giờ thằng tao tiền tính cái à... tao này sẽ tiền tính cái tao này sẽ tiền cái đầu khu xì thằng tao tiền tiền tính cái tao này tính cái thằng này sao gì đi đấy nó không nhớ tụi mèo, vì bây giờ này xuôi này cua ra, tinh cha trót đó, riêng tên này ông nó ခုဆယ်ရာထောင်တောင်းနော်တိမ့်တန်းဒါမျိုးတွေကိုနော်တင်ချောက်တွတ်တောင်းအရင်တင်နိုင်အောင်လို့ကျွန်တော်အကြံပေးခြင်းနဲ့အခုဝေဖန်တဲ့မျိုးသမီးကတော့ဘာတူလဲဆိုတာကျွန်တော်မသိဘူးနော်ကျွန်တော်ကပဲညံ့တာလားဘူးဒုဒနဲတာလားတော့ကျွန်တော်မသိဘူးဒီမျိုးသမီးကိုကျွန်တော်မသိတာတော့အမှန်ပါနော်ဒီမျိုးသမီးကတော့မခိုင်နေမှုကိုအားလုံးကြားတဲ့အချိန်ဝေဖန်ထားတယ်အသိန်းတစ်ထောင်မှတီးပြီးတော့အခုဆိုရင်အလှငွေတွေရပါတော့ သိန်းတစ်တောင်ရရတယ်ပေါ့နော်ဒီသိန်းတစ်တောင်ကို तू လှူလိုက်ပြီဆိုတော့ဒီလူငွေတွေကအရန်ကို तू ရတာများတယ်ပေါ့နော်ဒီရလေးအတွင်းမှာ तू ဘလို့တွေလုံနေလဲပေါ့ဒီငွေတွေကို तू ဘယ်ရရလဲဆိုတော့ဟာဒီလောက်အထိဗျာမခိုင်နေမွေကိုသူ့ရဲ့ဒီ logo နဲ့ပေါ့နော်အခိုင်နေမွေမိဘဂေဟာဆိုတဲ့နာမည်နဲ့ပေါ့နော်သူ့ logo နဲ့သူ့ဒီ server လေးနဲ့อ่ะเนาะဒီသူ့ပုံစံလေးနဲ့อ่ะဒီလောက်အထိဒီ flyer ဖွဲ့စည်းတီးတီးရောเนาะဒီချမ်းသာတဲ့အတိုင်းဝိုင်းနေရာရောပြီးတော့ဒီမင်းသားမင်းသမီးအမှုပညာအတိုင်းဝိုင်းနေရာရောဒီလောက်အထိတိန်းရာချီထောင်ချီလူနေကြတဲ့ဟောင် ဒီသိန်းတောင်းရဖို့ဆိုတာမခိုင်နေဝီတို့အတွက်တော့တိတ်ပြီးတော့မခတ်ပါဘူးเนาะအခုမှမဟုတ်ဘူးပြီးခဲ့တဲ့ဒီရေဘေးတွေပိုင်းတော့လည်းမခိုင်နေဝီတို့ဒီလိုပဲလှူနေတာအခုကျမှသူနဲ့တွေ့မှဒီမျိုးသမီးရဝေဖန်နေဆိုတော့ဘာမခိုင်နေဝီကဒီလူငွေတွေကိုဒီလိုမျိုးအလှခံပြီးများလို့အခမ်းများလည်းလောင်းစားလုပ်ပြီးရရမှာလားเนาะအဲ့တော့လူတွေကဘယ်လိုလဲဆိုတော့ကိုကိုတိုင်းလည်းဖြစ်မြောက်အောင်မလုပ်နိုင်ဘူးကိုကိုတိုင်းလည်းမကူညီဘူးအဲ့တော့တကယ်လက်တွေ့ကြကြမြေပြင်မှာလုံနေတဲ့လူတွေကိုလည်းဝေဖန်လေကန်းနေเนาะအဲ့ဒါခတ်တော့ခတ်နေပြီ တာမန်ပါမဟုတ်တဲ့လူတယောက်ဝေဖန်ခံတာဟုတ်တော့ခင်ဗျာခေါင်းထဲကိုထည့်မနေနဲ့နော်ခေါင်းထဲကိုထည့်မနေနဲ့ဘာလို့လဲဆိုတော့ဒီလောက်အထိဒီမိဘမဲ့ကလေးတွေကိုလည်းစောက်ရှောက်ပေးထားတဲ့နော်ဂေယာဖွင့်ထားတယ်နော်ဒီရင်သွေးလေးများဂေယာအောင်မှာဆိုလဲနော်မိဘမဲ့ကလေးတွေယာချီပြီးတော့ယာချီကိုစောက်ရှောက်ပေးနေတယ်ပြီးတော့ဒီငလင်ဘေးဆိုလဲငလင်ဘေးနော်ရေဘေးဆိုလဲရေဘေးမြန်မာနိုင်ငံမှာဖြစ်ပြလာတဲ့ဒီဘဲလိုဘေးဒုက္ခမဆိုမက္ခိုင်နေဝေတို့ကရှေ့ဆုံးကနေပြီးတော့ပေါ့နော်အားတက်တရောလုံနေတဲ့ဒီလိုမျိုး프라이ဒ် ဒီဓမ္မတယောက်ကိုတော့မှဝေဖန်ခံရတယ်ဆိုတော့ခင်ဗျာကျန်တဲ့လူဝေဖန်တာကတော့နော်ခေါင်းထဲကိုထည့်မနေတော့အဲ့ဒါပဲကြည့်တော့နော်ကျောင်းနိုင်ငံလူတွေရဲ့စိတ်ဓာတ်ကိုအဲ့ဒါပဲကြည့်လိုက်